ာရဲ့အမှန်တရားကိုနားထောင်ကြမှာရောလို့လူရင်းကိုရောက်အောင် ပြောရမယ်ဆိုရင်ဘဝခန္ဓာရဲ့အမှန်တရားကိုနားထောင်ရဘဝခန္ဓာဆိုတာဘလိုသဘောမျိုးတွေဖြစ်နေတာတော့ဘလိုတွေဖြစ်နေတာတော့ဘဝခန္ဓာရဲ့တစ္ဆာတရားတခြားတခြားသော အရာတွေရဲ့အမှန်တရားကကိုယ့်ဘဝမှာတိတ်ပြီးတော့အရေးမကြီးဘူး ကိုဘဝရဲ့အမှန်တရားကကိုယ့်အတွက်အလွန်ရေးကြီးတယ်ဟုတ်တယ်မဟုတ်လားအဲ့တော့ကိုဘဝကြီးကဘလို့ဖြစ်နေတာတော့ကိုဘဝဘလို့ဖြစ်နေတယ်လဲဆိုတာကိုအမှန်သိရင်သူများဘဝတွေလည်းဘလို့ဖြစ်နေတယ်လဲဆိုတာကိုအမှန်သိနိုင်အဲ့တော့ဘဝကဘလို့ဖြစ်နေတာတော့တဖြည်းဖြည်းနဲ့ဩသွားတယ်ဟောင်းသွားတယ်အည်သွေးကြဟုတ်လား ပျက်စီးရွရွင်မှုတွေပို့ပို့ပြီးတော့များလာအကျိုးဆက်အနေနဲ့အခံရခမှု နေလာထိုင်လာမရှိမှုရုပ်ပိုင်းဆိုင်ရာဆင်းရဲပင်ပန်းမှုတွေလည်းပို့ပို့ပြီးတော့များလာဒီလိုနဲ့ပဲနောက်ဆုံးကြတော့မလှုပ်မရှက်သေရတယ်ဆိုတဲ့ပျက်စီးရတဲ့အနေအထားကိုရောက်အောင်ပို့အောင်မယ်ဒါတရားပဲလေဒါမှန်လိုက်သမှဟုတ်လား ။ဘာလို့ဒီလိုတွေဖြစ်တာတော့ဆိုတော့ဒီလိုတွေဖြစ်တတ်တဲ့သဘာဝကြီးမျိုးဒီလိုတွေဖြစ်တာပဲ။ဇာတိပစ္စယဇရာမရဏတောကပရိဒေဝဒုက္ခဒေါမနတုပါယတာတံပဝန္တိပရိဇာသမ္ပုပ္ပအနုလောမဒေသနာတချို့ဘုရားကတော်ရင်နဲ့ရုပ်ဖတ်ပူဇော်ကြတာရှိတယ်။အတိဘယ်ကိုလေးလေးနက်နက်နားလည်မှုလေးရှိရင်အလွန်ကောင်းတယ်။ ဇာတိပိစီယဇရာမရဏတောကပိဒေဝဒုက္ခဒေါမနတုပါယတာတမ္ပဝန္တိဒီရပါပြောတာတော့လူရလို့ဖြစ်လာလို့ရှိရင်လူဒုက္ခတွေကိုမလွဲမသွေတွေ့ရလိမ့်မယ်ကျွမ်းရလိမ့်မယ်ဇာတိပိစီယလူရလို့ဖြစ်လာတဲ့အတွေ့အကြောင်းဇရာမရဏတောကပိဒေဝဒုက္ခဒေါမနတဥပါယတာ ြစ်လာတဲ့ဒီယုံ nant သဘာဝတရားကြီးကပိုတဲ့ဟောင်းတက်တဲ့သဘာဝကြီးရှိတော့အမိဝမ်းပေါင်းကလူတရားစာတခါတည်းတဖြည်းဖြည်းနဲ့မဖြစ်လာရင်းရော်လာတယ်ဒါလို့မရဘူးအဲ့ဒါကြားထဲမှာဖြာတိကိုမြတ်စွာဘုရားမထည့်ဘဲနဲ့မရဏကို တန့်သွားလိုက်တယ်ဒီလိုနဲ့ပဲအိုဟောင်းပြီးတော့ပျက်စီးသွားတယ်ဒါအိုရဲဟောင်းနေဆိုတာတဏီနားလေဖို့ရှိတာကပျက်စီးဖို့လို့ပြင်တာပါပဲ မဖြစ်လာတယ်ပြက်မလို့ပြင်တယ်ပြီးတော့ပြက်သွားတယ်ဒါကဘဝတစ်ခုကိုအတူဆုံးခြုံငုံတုံးတက်လိုက်တာပေါ့နော်ငွေဖွာလာတယ်ရှင်းရော်သွားတယ်ပြီးတော့ပြက်စီးသွားတယ်အဲရုပ်နဲ့နေဟာဘဝတစ်ခုမှလာအဲ့လိုဖြစ်နေတာမဟုတ်အခုအခိုက်အတန်တိုင်းအခိုက်အတန်တိုင်းမှလည်းအဲ့ဒီတိုင်းသွားတာကြားဘူးတယ်မို့လားဥပတ္ထိပင်ဆိုတဲ့စကားလေးကြားဘူးတယ်နော်ဥပတ္ထိပင် ဥပဆိုတာစဖြစ်ပေါ်လာထီဆိုတာခဏလေးတီးနေတာပင်ဆိုတော့ပြတ်သွားတယ်တဘာဝတရားတွေကတော့ဒီတိုင်းပဲဥပတိပင်ဥပတိပင်ဆိုတော့တွားဘဝကြီးတစ်ခုလုံးကလည်းဒီတိုင်းပဲမွေးဖွားလာတယ်ခဏကလေးပါပဲတင်ကြပါဘူးအဲ့ဒီခဏလေးအတွင်းမှာဘာတွေကြုံရအောင်မှာတော့တောကပရိဒေဝဆိုရင်ချင်းကိုကြွေးခြင်း ဘာလို့တတဝါတွေကစွေညာတာတုံငိုကြတာတုံလို့ပြောရင်နားလေလေတဲ့ဟောတာတုံပြောရင်တော့ကိုဖြစ်ချင်တာမဖြစ်လို့ကိုမဖြစ်ချင်တာတွေဖြစ်လို့ဟုတ်လားအဲ့တော့ကိုကဘာတွေဖြစ်ချင်တာတုံဆိုတော့ကိုကဒီတိုင်းလေးအခြေအနေကောင်းလေးရက်တည်နေချင်တာပဲဘဝအဲ့ဒီအကြီးအသေးမျိုးရှိမနေဘူးပြောရရင်ကိုကနှိမ့်ဆမြဲခြင်းတည်ခြင်းနဲ့ဒီပုံစံလေးအတိုင်းဖြစ်နေခြင်းနဲ့ဒါပေမဲ့တဘာဝတရားက အဲ့ဒီအရေးတွေပါမလာဘူးပြည့်စည်ရမယ်အတူတူနေရတာလဲကွဲရမယ်မာတာလဲနာရမယ်ရှင်တာလဲသေရမယ်ပြည့်စည်ရမယ်ကျမကြီးလဲပြည့်ရမယ်အကုန်လုံးပြည့်မှာဟုတ်လားဘဝရဲ့သဘောကိုကပြည့်စည်ခြင်းကြီးပဲဒါပေမဲ့ကျွတ်တူရဲ့စိတ်ကအဲ့ဒါကိုနားမလည်နိုင်ဘူးနားမလည်နိုင်တဲ့အခါကျတော့ညှင်းဆန်တယ်မပြည့်ချင်ဘူးညှင်းလို့မရဘူး တော့ပျက်စီးတော့မယ်လို့အခြေအနေယိုယွင်းတော့မယ်လို့ပြလာပြီဆိုတာ ਨੇ ကျွတ်တော့ဘာဖြစ်ကြပြီတော့စိုးရင်ညပြီဟုတ်တယ်မို့လားအဲ့ဒီစိုးရင်မှုဟာဘာကြောင့်ဖြစ်တာလဲလို့တကယ်အရင်အမြင့်ကြအောင်စဉ်းစားကြည့်လို့ရှင်ဩဒီအခြေအနေလေးတိုင်ကဖြစ်နေနေတာတဘာဝကအဲ့ဒါကိုဖြစ်ခွင့်မပေးဘူးဟုတ်လား နောက်ဆုံးကိုမဖြစ်ချင်တာတွေဖြစ်လာပြီကိုဖြစ်ချင်တာတွေမဖြစ်တာဒါတွေကအလုံးကိုကိုယ်စိတ်ထဲမှာပြင်းပြင်းထန်ထန်ဖြစ်လာပြီဆိုလို့ရှိရင်စိုးရိမ်တဲ့အဆင့်တွေမကတော့ဘဲနဲ့ဘယ်ထိရောက်သွားငိုကြွေးတဲ့အဆင့်မျက်ရည်ထွက်တဲ့အဆင့်